တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာတန်ကားမယ်လိုရာပြည့်စုံမယ်ဘဝတိုတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုတက်လိမ့်မယ်ရည်ရည်မြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကအောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာတယ်။တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနဲ့ယူဆရမယ်။အဲဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်။တောင်ရက်ကိုတည်သွားစရာနဲ့ဖြစ်တတ်တဲ့နေ့ဆရနိုင်တဲ့တဏ္ဍာရီခွဲအတွင်းမှာအသွာလာနေထိုင်ယူဆရမယ်။၃ရက်နေ့မှာတော့ အញ្ញံဆိုးကင်းပြီးတော့ကောင်းသောနေထာတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်လေးရနေ့မှာရပိုင်ခွင့်နဲ့လဲဝဲပြန်ရမယ်ဘဝတွတ်တက်မယ်မားရနေ့ကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရနေ့မှာမတော်တဆထိခိုက်မွန်နေကြူးဆက်ရမယ်ရံပတိဖက်ကလေးနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရနေရှိတတ်တယ်မနေ့၄နိုင်ခွေနဲ့၆နိုင်ကြညနေ၄နိုင်ခွေနဲ့၆နိုင်ကြကာလနှစ်ခုဟာ အသွားလံကျူဆက်မယ်အနေထားရှိအခုနှစ်နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာဝင်ချိတ်ကိစ္စတောင်ယူရာမခန္ဓာလုံးဝမလုပ်ရဒီတပတ်တာကာလအတော်တွေမှာတနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခုံးမှာအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးစုတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေအနေစိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈6ခန်းနေဂျိုးပေးတယ်။အနဲ့ရောင်အပြာရင့်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရေးထဲမှာရွှေရောင်တွေချိတ်တစ်ခုနဲ့ငွေရောင်တွေချိတ်တစ်ခုနဲ့သူချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီးတပတ်တာကိစ္စကောင်းချင်းကံကြမ္မာကိုရယူပါ။ကျေးဇူးတင်ပါတယ်။